ီမြို့မှာဒေါ်လာ100ကျော်တန်းရေမွေးကိုမီယိုဖလာနီလန်အတိုင်းလက်မှုပညာနေပဲအခုလိုမျိုးထုတ်လုပ်နေကြပါတယ်။ပရိသတ်များအလုံးမဲ့မင်္ဂလာပါများဘာမအိတ်တလုံး channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်။ရေမွေးကိုသဘောကျရတဲ့သူတွေဆိုတော့အများကြီးကိုရှိပါတယ်။ရေမွေးကိုယူသွတ်ကြတဲ့သူတွေကြောင့်ထုတ်လုပ်သူတွေကလည်းအနံ့အမျိုးမျိုးနဲ့ထုတ်လုပ်ရောင်းချလိရှိပြီးတော့ဝယ်သူတွေကလည်းကိုနေတဲ့ရေမွေးနှံကိုရွေးချယ်ဝယ်ယူကြပါတယ်။ဘယ်ရာမဆို brand မော်မူတည်ပြီးတော့ဈေးနှုန်းတွေများကွာခြားလိရှိတတ်ပါတယ်။ရေမွေးကလည်းအဲ့လိုပါပဲ brand လာရေမွေးရဲ့အတန်းစားလိုက်ဈေးနှုန်းတွေအနေအမြင့်ကွာဟချက်တွေရှိပါတယ်။ တဏ္ဍာရင်းနဲ့ရေမွေးပန်းနဲ့ရေမွေးတွေကိုသဘောကျကြတဲ့သူတွေလည်းရှိပါသေး။ဒါကလူသုံးများတဲ့ရေမွေးမျိုးစားတွေဖြစ်ပါသေး။အိန္ဒိယနိုင်ငံမှာလည်းပန်းနဲ့ရေမွေးတွေကိုအခုလိုမျိုးစက်ကရိယာအကူအညီဘာတစ်ခုမှမပါဘဲနဲ့လက်မှုပညာနဲ့ပဲထုတ်လုပ်နေပါသေး။လက်ဆက်တဲ့နှင်းစီပန်းတွေရောရှေးခေတ်ကလေးကရေမွေးပြုလုပ်ခြင်းမှာအဓိကကျတဲ့ပအဝင်ပစ္စည်းတစ်ခုဖြစ်ခဲ့တာပါ။အိန္ဒိယနိုင်ငံကနော့ဆိုတဲ့မျိုးလေးမှဆိုရင်လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာကလေးကပန်းနဲ့ရေမွေးတွေကိုထုတ်လုပ်ရောင်းချလာခဲ့ကြတာဒီနေ့တက်တည်ပါပြီ။ရေမွေးထုတ်လုပ်ရမှာတဘာဝပန်းနဲ့အတိုင်းရရှိနိုင်အောင်လို့လက်မှုပညာနဲ့ပဲထုတ်လုပ်ကြတာကြောင့်လာနေချီပြီးတော့ကိုကြာမြင့်တက်ပါရီ ခဏောမြို့ထုတ်ရေမွေးတွေကရာနှုန်းဖြစ်တန့်စင်တဲ့ရေမွေးတွေဖြစ်ပါတယ်။ရေမွေးထုတ်လို့ရမှာလေပိုပေးစင်ဆက်လက်စင်ကန်းလာတဲ့နီလန်အတိုင်းမီယိုဖလာလက်မှုပညာရည်နယ်ပယ်ထုတ်လို့ကြပြီးတော့လျှက်စင်မီစက်ကရီယာစားရီဘာတခုမှမတုံထားပါဘူး။ခဏောမြို့ကရေမွေးထုတ်လို့တဲ့မြို့ဖြစ်တာကြောင့်လေခွင်းတွေအလုံးမှာနှင်းစီပင်တွေကိုပဲအဓိကထားပြီးစိုက်ပျိုးကြပါတယ်။အလုံသမားတွေကမနေ့တိုင်းမှာနှင်းစီကင်းနဲ့တွားပြီးတော့လက်လက်ဆက်ဆက်ပွင့်နေတဲ့နှင်းစီပန်တွေကိုခုကအိတ်နဲ့ထည့်ပြီးတော့အလုံရှိရာစီကိုတည်လာကြရပါတယ်။ဂျီအိုဂျီတွေမှာရေတွေကိုကြိုးပြစ်ထားပါတယ်။ ဒီနေရာမှာရေကျိုးစားမှန်မှုအရေးကြီးပါတယ်ခုရှုလာတဲ့အနှင်းစီပန်းတွေရောက်ရှိလာတဲ့အချိန်မှာချိန်တွယ်ခြင်းကိုပြုလုပ်ပါတယ်တတ်မှတ်ထားတဲ့လေးချိန်ရပြီဆိုရင်ဂုံဒီစားအကြီးကြီးပေါ်မှာနှင်းစီပန်းတွေကိုတွန်ချလိုက်ပါတယ်ပြီးရင်တော့ဂုံဒီစားကိုယူပြီးရေထဲထည့်ထားတဲ့ဂျီအိုကြီးတဲ့ကိုနှင်းစီပန်းတွေတွန်ထည့်ပါတယ်ပြီးသွားရင်တော့အုံနုတ်ခမ်းဝါကိုရှုနဲ့ပိတ်ပေးရပါတယ်ဂျီအိုတဲ့ကိုလေမွေးနဲ့အောင်လို့ဖြစ်ပါတယ်နောက်ဆင်းနေနေကတော့အိုးအိုးမီးပေါ်ပေါ်မှာကြိုပေးပါတယ်ပေါ်ပေါ်ဆူလာတဲ့အထိဖြစ်လာရင်တော့အမွေးနှစ်သားရောဆက်ထားတဲ့ရေကို GO နဲ့ဆက်သွဲထည့်ပေးရပါတယ်။ဆက်သွဲထားတဲ့ပြုံဝအကိုလည်းရှင်းနယ်ပဲပိတ်ပေးရပါတယ်။ လုံသမားတွေကလုပ်ငန်းရှင်ဆင်းဆင်းမှာအလွန်ကြုံမဖြစ်စေဖို့ဂရုစိုက်ကြရပါတယ်။အတွေ့အကြုံရှိပြီးသားတွေကြီးဖြစ်တာကြောင့်လုပ်ငန်းရှင်တွေအဆင်ပြေကြပါတယ်။ကောင်းမွန်တဲ့အကြီးသေးရရှိဖို့နှင်းစီတွေကိုဂျီအိုထဲမှာလာနေချီပြီးတော့ကြောက်အောင်ပေါင်ထားရပါတယ်။တမတ်ကာလာပြည့်နော်။အိုရေကနေဖောက်ယူပြီးရေမွေးကိုပလင်းသွက်ပါတယ်။ပလင်းသွက်ရမှာလဲလက်နဲ့ပဲပလင်းနေတဲ့ကိုရေမွေးတွေသွန်ထည့်တာဖြစ်ပါတယ်။အိမ်နာမှာတော့အဖုံးပိတ်တာဘူးသွက်တာတွေဆက်လက်လှုပ်ဆောင်ပြီးရင်တော့ရောင်းနှန်းဝင်တဲ့နှင်းစီနဲ့ရေမွေးကိုရရှိနိုင်ပြီဖြစ်ပါတယ်။အမျိုးစားကောင်းတဲ့ရေမွေးဆိုရင်ယူပြီးတောင်းလောက်ထိဈေးပေါက်ပါတယ်။ ဒါတောင်ပလင်းထဲမှာပါတဲ့ရင်ဝဲပမာဏကလက်ဖက်ရည်စွန်း2ဆွန်းစာလောက်ပဲရှိတာပါရူပီတစ်သောင်းဆိုတာ135ဒေါ်လာလောက်အထိတောင်ပေါက်ဈေးရှိနေတာပါကင်နောက်မြို့ကနေရင်ဝဲမျိုးစာပေါင်း15မျိုးလောက်အထိတောင်ထုတ်လုပ်ပါရင်မြေတင်ရင်ကတော့လူကြိုက်များဆုံးဖြစ်ပါရင်ဒီနံမျိုးရရှိဖို့အတွက်မြေအိုးကွဲတွေကိုအသုံးပြုရတာပါကင်နောက်မြို့ထုတ်ရင်ဝဲတွေကဈေးကြီးပေမဲ့ဈေးကွက်ထဲမှာလူကြိုက်များပါရင်အလိုဈေးကြီးနေရာချင်းကလည်းတဘာဝအတိုင်းတန့်စင်စွာနဲ့ထုတ်လုပ်ထားတဲ့ရင်ဝဲတွေဖြစ်နေလို့ဖြစ်ပါရင်ဗီဒီယိုကိုဇုံလိုက်ပါကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်များ